တမီးတမီးတမီးရှိတော့ခဏလာလို့အဆင်ပြေလားကလေးနဲ့လားဟေးအပြင်မှာတော့တွေ့လို့ရပြင်မှာတော့ဘလို့ပြင်မှာတော့ရိုးကောလာရမဟုတ်လေမှန်တယ်လေမှန်တယ်လေတမီးဒီနေ့သွားရင်တော့တမီးခဏကဥမာခွင့်နေပါယူလို့ရလားလို့ပြောတာမရဘူးခွင့်ရယူမရဘူးဟောတမီးခုနကပြောလိုက်ဦးတို့ဦးတို့ကလိုက်သွားပြီးတော့ပါတွေ့ပြီးတော့မှဟောအပ်ပြီးတော့မှအဲ့လိုမျိုးဖြစ်စေချင်တာအဲ့လိုခွင့်တည့်ရလို့ယူလို့ရရဘူးလားခွင့်ကယူလို့ကမရဘူး အလုံးမဲမင်္ဂလာပါရှင်ဇလီရဲ့ YouTube channel လေးကနေပြန်လဲကြိုဆိုလိုက်ပါရရှင်အခုစလီတက်စားပေးမဲ့ဗီဒီယိုလေးကတော့နော် line ပေါ်မှာနာမည်တော်တော်ကြီးနေတာအဖွားဖြစ်တဲ့သူကနော်သူ့မအီအရင်လာမခေါ်လို့ရှင်ဒီကလေးလေးကိုပေးပြမယ်ဆိုရတာဗီဒီယိုဖိုင်လေးကိုလည်းအလုံးကသိနေနေပြီဖြစ်မှာပါရှင်ဒီဗီဒီယိုဖိုင်ထဲမှာဆိုလို့ရှင်နော်သူ့အမေကိုနော်ရှာတွေ့ပြီဖြစ်ပါရရှင်သူ့အမေကနော်သူ့သမီးကိုလုံးဝခေါ်ထားခြင်းနဲ့စိတ်လည်းမရှိဘူးရှင်ဒီကလေးနဲ့အတူတူနေခြင်းနဲ့စိတ်လည်းသူ့မှာမရှိဘူးနော်ဒီဗီဒီယိုဖိုင်လေးကိုအတူတူကြည့်ကြည့်လိုက်ကြရအောင်ရှင် မီးကမေးလို့စီမှာပလေးစိတ်ကြလို့တာစိတ်ရရလားစိတ်ရရစိတ်ရရဆိုရင်အမေးနဲ့ကောအမေးရဥမာဥမာပေါ့အမေးနဲ့တမီးကစိတ်ရရမှန်ပြီအဲ့ဒါဥရောတော့ကြာတာအမေးရတခါတမ်းမြင်မှုလိုက်တာလေတခါတမ်းမြင်မှုလိုက်တာဖြစ်တဲ့တွေ့အခုကဒီလိုရှိရလေအဖွားမှလည်းအခက်အခဲရှိမယ်အဖွားမှလည်းမြေးရင်ဟုတ်လားရှိတယ်မလားသူတမီးတွေသားတွေကအခုအွန်လိုင်းသွားတော့မှာလေလှုပ်လှုပ်တော့မှာဆိုတော့အဖွားပေါ့နော်အဖွားကအခုဟိုအဲ့လိုလိုင်းမတင်တော့ပေါ့ကွာတင်တယ်ဆိုတာကအထူးကကသူကပြင်ကြလာဟုတ်ရင်မအောင်သူပြောရတော့တမီးလာပြီးတော့ခေါ်နိုင်အောင်လို့သူကပြောတာ ဟိုဒုက္ခပေးလို့မဟုတ်ဘူးသမီးကိုကူညီဖို့ဖြစ်တယ်နော်ကူညီဖို့ကူညီဖို့ဘုရားလိုက်စားနေရမနေ့တည်းကအခုသမီးတို့ကိစ္စသိပြီလားသမီးကြီးကညတီးဘလို့တီးလို့တီးတာတီးရပါကျွန်တော်ဒီရခမတီးသွားမယ်ဆိုပြီးတော့ထွက်လာတာထွက်လာတာထွက်လာပြီးထားခဲ့တယ်ထားခဲ့ထားရသွားဆက်တွေတော့လုတ်တည့်ရတည့်ရကဟုတ်ဟုတ်အခုကပြန်မိုးလဲစင်မပြေသေးဘူးကဲစင်မပြေသေးဟုတ်ပြီဘာလို့စင်မပြေသေးသွားခေါ်ဖို့စင်မပြေတာဟုတ်တော့သွားခေါ်ဖို့စင်မပြေတာ လူတော့ခေါ်စင်မပြသာဖန်ရလဲတယောက်သေးပဲပြုတ်ခေါ်တာလေအဲ့လိုမျိုးတိုင်းမိညာလို့ပြောထားမှာဟုတ်အဲ့ကြောင့်မလို့အခုကကြတော့ဟိုပထမဖြစ်စဉ်ကိုသူပြောပြဦးပြောလိုက်မယ်ပထမမျိုးသားကဆုံးသွားတာလားဟုတ်ဆုံးသွားတော့ဆုံးသွားသူမဆုံးသေးဘူးတော့လို့ကော်နိုင်လားဟုတ်ကွာဆုံးသွားတာဆုံးသွားဩဘယ်တော့ဆုံးတာဆုံးတာကြာလိုက်ဟုတ်လားအရင်ရမဲသေးကိုအပေါပါဘူးဘာ မုံရွာလားပဲပဲဟုတ်တယ်မုံရွာအကုန်ရမှာသတိသွားတွားနေဘူးသေးတယ်ဟုတ်လားဟုတ်အဲ့မှာသူအမအောင်းတိုင်းရဲ့ညမရှိတယ်ဟုတ်တယ်နော်အဲ့ညမအောင်းတိုင်းရဲ့ကိုယ်နဲ့ညမရှိတယ်တွားနေဘူးလေအခုကျတော့ဒါနောက်နောက်ရင်တော့အတူလားနောက်ရင်တော့မပြူးမပြူးပါဘူးလားဘာလို့အဲ့လိုပြူးတယ်ပြောနေမသိနောက်ရင်တော့ပြူးတယ်နောက်ရင်တော့မရှိဘူးသူကဒီတယောက်တည်းရဲ့တယောက်တည်းရဲ့အခုဒီစားမှာလှုပ်တယ်အရင်စမ်းစီတာမှာလောက်တယ်လားဟုတ်ရဲ့ဘာအစင်ပြေလို့လားဆန်းကြပါဟုတ်အစင်ပြေဟုတ်ဒီမှာကျတော့အခုကအစင်ပြေလားဘယ်လောက်ရအောင်လာသားကြတော့တသိန်းခွဲပါတသိန်းခွဲပဲရတယ်ဘာလို့အောင်တသိန်းခွဲကိုတသိန်းခွဲအကင်လိုင်းနဲ့ဝင်တယ်အကင်လိုင်းနဲ့မှတသိန်းခွဲလောက်ရတယ် ဥမာအဖွားအဲ့ဒီဟိုဆန်ကြားကအဖွားကြတော့သမီးအဖေရဲ့ဒေါ်လာဟုတ်လားအဖေဒေါ်လာဘယ်လိုဘယ်လိုလို့တော့အမေပေါ့အဖေရဲ့အမေအမေအရင်လားဟုတ်မိတွေအော်မိတွေပေါ့အဲ့ကြောင့်တရားရတယ်မဟုတ်ဘူးကွာဒါကမိရဲ့တော့ဟုတ်ပြီအဲ့တော့အခုသမီးလေးကအဲ့မှာထားရတယ်ဒါထားရပေါ့နော်အခုလက်ရှိအဖွားကတော့ခုနပေါ်လို့ပေါ့ဒီလာမခေါ်လို့သူကဒုက္ခမရောက်နေတော့ဒုက္ခရောက်ဒုက္ခများနေတယ်များတဲ့အတွက်သူများပေးမယ်ဆိုတော့ဥကတိလို့ဟိုနေ့ကသွားပြီးပြီတော့သမီးလေးကလည်း ဟိုသမီးကလည်းစိတ်အားငယ်နေတာပေါ့နော်စိတ်အားငယ်နေတယ်အမေနဲ့ပချိတာအတူတူနှဟိုမှာဆိုလည်းပြောရရင်တော့အမေရင်းတော့ဟုတ်လားအဆင်မပြေနိုင်ဘူးလေနော်အဆင်မပြေနိုင်သမီးသမီးကိုတို့ကကူညီဖို့တော့ကူညီဖို့တော့တတိတစ်ခါနားလည်အောင်ပြတ်တာအဲ့တော့အခုအခုဒီမှာနေတယ်ဒီမှာကျတော့ဆရာတရားလို့ပြောထားတာအဲပြောထားတာကျတော့ဟိုခေါ်လို့လည်းအဆင်ပြေဘူးလားမပြေဘူးလားဘာဖြစ်လို့မပြေတာမပြေဘူးလားသူတို့ကမထားတာလားတကယ်လို့များဟိုတနေရမှာပေါ့ဟိုငါကတော့ကြောင်းလဲခုကလေးကမတည့်ရအောင်เนาะကြောင်းလဲကြောင်းလဲမတည့်ရသေးဘူးကြောင်းတနေရမှာမြန်တကယ်လို့ပေါ့ ဟိုဥရောအစီအစဉ်ပြေးနိုင်ရင်ကိုအဆင်ပြေမလားတမီးနဲ့အတူတူနေလို့အဆင်ပြေမလားတမီးလားသိချင်တာဆင်းမပြေဘလို့မပြေတော့ဘလို့မပြေတော့မပြေတော့ဘလို့စဉ်းစားတော့အဲ့ဒါဘလို့ဘလို့စဉ်းစားတမီးစဉ်းစားတော့ပြပါလားဘလို့ဘလို့စဉ်းစားပြီလို့ခုကြတော့တမီးတမီးကိုဆဲတော့ဘွားနေပါဦးအမင်းနဲ့တွေ့အောင်ခုလိုကျွန်တော်ကြိုးစားမယ်ကြိုးစားပြီးရင်တမီးလေးစီလာခဲ့စိတ်ချစိတ်ချပေါက်လာခဲ့မယ်ဆိုပြီးတော့မှဘူရောကစောင့်နေတာညီနဲ့မတွေ့ဘဲနဲ့တမီးစီမသွားတာညီနဲ့တွေ့ပြီးရင်တမီးစီသွားဖို့အခုစီစဉ်ရှိတယ် ဥရောပကကြတော့ဒီသမီးလေးကိုစာနာထောက်ထားပြီးတော့မှလှူထားတဲ့ကုသိုလ်ရှင်တွေလည်းရှိတယ်။ရှိတဲ့အခါကျတော့သူ့ကိုထောက်ပံ့ပေးဖို့ထောက်ပံ့ပေးဆိုတော့ဟိုခုနပြောသလိုဒီသမီးလေးကိုသမီးသမီးရအဆုံးပြေဦးဆိုသမီးလေးကိုဟိုအဖေကတခုလှုပ်လိုက်ရောဘယ်လို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 ဟိုမှာတခုခုပေါ့ပြေးလိုက်မယ်ဆိုရောဘယ်လို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 ညဘယ်လိုဘယ်လိုနေမလို့ဘယ်လိုဘယ်လိုဘယ်လိုဆန္ဒရှိလို့ဟိုမှာသမီးလေးကိုဘွားအဲ့လိုတရားတော့ဒါမှမဟုတ်တောင်းတဲ့သူကအများကြီးပဲလူကျင်တဲ့သူတွေကအဲဆိုမှပညာတဲ့အတန်းဝိုင်းတွေအများဆုံးရှိတယ်။အဆရာဝန်တွေကရှေ့နေတွေက ပတ်သက်ရှိတဲ့သူတွေကနိုင်ငံခြားကကိုအဲ့လိုသူ့သူ့လူချင်းနေကြတာပေါ့နော်လူချင်းနေကြဖြစ်တဲ့တွင်အဦးတို့ကပြေးလို့မရဘူးသူ့အမေနဲ့အားလုံးကိုတောင်းမှပြပြပြတာကျွန်တော်တို့သူ့အမေနဲ့တွေ့အောင်ရှာနေပါသူ့မနဲ့မခွေးမှရှိတဲ့အတွက်တွေ့ဖို့တည်ကြတယ်ပေါ့နော်တွေ့ပြီးတဲ့အခါမှာအမေရဲ့ဆန္ဒပေါ့မူတည်ပြီးတော့မှကျွန်တော်တို့ကသူကကရှိရဲ့အမေရဲ့ဆုံးဖြတ်ချက်ပေါ်မူတည်ပြီးကျွန်တော်တို့ကဟိုစကားပြောလို့ရပါမယ်လို့ပြောထားတာပေါ့နော်ဥမာဒါတမီးဆိုတာဒါတမီးလည်း main key ဖြစ်တယ် မီးဆိုတာတမီးလည်းဒါအကိုသားတမီးလေမချစ်ဘဲတော့မချစ်မအောင်တော့မရှိဘူးချစ်မှာပဲလေဒီပေါ်မှာအမေနဲ့တမီးနဲ့ပဲအတူတူရှိနေတယ်ပေါ့နော် ရှိနေတဲ့အနေအထားလေးဖြစ်တယ်အဲ့တော့ဥပမာပေါ့ဦးတို့ကဒီမကွင်းမြို့မှာသူတို့ကအဆောင်မှာတမီးအတွက်ထားခွင့်မရှိဘူးဆိုရင်တနေရာလေးမှာငှားပြီးတော့ငှားပြီးတော့ဆိုတာဒိုးရပေါ့နော်ဒါတော့တမီးအစီအပြေတဲ့အနေအထားတစ်ခုလောက်အထိငှားပေးပြီးတော့ဒီလောက်သုံးမဟုတ် တခြားလို့ပေါ့နော်ចောင်းတက်ချိန်ကြလဲသမီးလေးကိုចောင်းဖွင့်ចောင်းပြန်ထားနိုင်အောင်ဥရောကစ조사ပေးမှာအဲ့လိုဆိုရင်ပေါ့အဆင်ပြေနိုင်လားပြောပုံမလေးပြောပုံလေးပြောမှာဥရောကဘာဆက်ပြီးတော့ဘလို့ကူညီရမလဲဆိုတော့တိမှာသမီးကမေးလို့ဒီမှာကလေးစိတ်ကြလို့တာစိတ်ရလားစိတ်ရတယ်စိတ်ရတယ်ဆိုရင်အမေးနဲ့ကောအမေးရဥမာဥမာပေါ့အမေးနဲ့သမီးကစိတ်ရတယ်မှန်ပြီအဲ့ဆိုဒါဥရောကကြတာအမေးကိုတခါမှမြင်မှုလိုက်တာလေတခါမှမြင်မှုလိုက်တာဖြစ်တဲ့အတွက်အခုကဒီလိုရှိရလေအဖွားမှလည်းအခက်အခဲရှိမယ် ွားမှလည်းမြင်းရင်ဟုတ်လားရှိတယ်မလားသူသမီးတွေသားတွေကအခုအွန်လိုင်းသွားတော့မှာတယ်လှုပ်လှုပ်တော့မှာဆိုတော့အဘွားပေါ့နော်အဘွားကအခုဟိုအဲ့လိုလိုင်းမတင်တော့ပေါ့ကွာတင်တယ်ဆိုတာကအထိကကသူကပေးကြတာဟုတ်တယ်မဟုတ်သူပြောရတော့သမီးလာပြီးတော့ခေါ်နိုင်အောင်လို့သူကပြောတာတကယ်လို့များသမီးကဒီလောက်ကဒီလောက်ပဲလှုပ်တယ်ဟိုဒီမှာသမီးနဲ့အတူတွဲလို့လို့အဆင်ပြေလို့အဘွားကတော့ထိတ်ချတဲ့နေတာဒါတို့ကမသိဘူးနော်တို့ကမသိတဲ့အတွက်သမီးကိုမေးတာအဘွားနဲ့သမီးကိုထိတ်ချလားထိတ်ချတယ် ်နိစိတ်ရှာရဲဆိုရင်သူ့ကိုအဖေကိုထောက်ပံ့မှုတခုလုပ်ပြီးတော့ထိုင်းရင်ကိုအဆင်ပြေနိုင်လားဟမ်ဘူးလေးရဲ့စကားတွေကကုန်နေပြီနော်သူအစွန်းဆုံးဒီကူညီပေးမယ်လို့ပြောတာတောင်မှမအေးဖြစ်တဲ့သူကနော်သားသမီးနဲ့အတူနေခြင်းနဲ့စိတ်သူ့မှာမရှိဘူးရှင့်မိဘဖြစ်ပြီးနော်ကိုဝမ်းနဲ့လွယ်မွေးထားတဲ့ကလေးကိုသူကအတူတူမနေခြင်းဆိုတော့သူ့မှာလည်းအကြောင်းပြချက်တခုခုတော့ရှိလိမ့်မယ်ရှင့်နောက်ထပ်ဗီဒီယိုလေးကိုလည်းဆက်ပြီးတော့ကြည့်ကြည့်လိုက်ကြရအောင်ရှင့်ဟုတ်တယ်အဖေကိုထောက်ပံ့ပေးတာမှာ ည်းသမီးကိုပြန်ခေါ်နိုင်တဲ့အနေအထားတစ်ခုပေါ့နော်အကြာရောလည်းမဟုတ်ဘူးပေါ့ဟမ်လား၃လမလား၄လမလား၅လမလား၆လမလားအဲ့လိုပေါ့ကဦးမိုးကထောက်ပံ့ပေးတာမှာအဖွားကိုအဖွားကတလောက်နှစ်သိန်းလောက်ထောက်ပံ့ပြပြောတယ်နေထောက်ပံ့လို့မရဘူးလေဒါအဖွားနှစ်သိန်းထောက်တာညစ်လာတလောက်ကတော့မရှိဘူးလေတလောက်ကတော့ပေးလို့မရဘူးလေအဲ့ထောက်ပံ့ပေးနိုင်ရင်ကောအဖွားကစိတ်ချတဲ့အနေအထားရှိလာဦးမိုးကသိချင်တာစိတ်ချပါစိတ်ချတယ်နော်အဖွားကတော့သမီးကိုပြုစုမှာပဲဒါမှလည်းသို့တော်သမီးတစ်ချက်ပြောပြမယ်အခု၉လပိုင်း၉လပိုင်းနော် ဆယ်နောက်တစ်ချိန်9လ6လပဲတမီးမှာရှိတယ်။ကျောင်းပွင့်ရာသီမှာတမီးလေးကိုတေချာပေါ့ကျောင်းပြန်ထားရမှာ။ဦးမိုးတို့ဆန္ဒကတော့မိဘနဲ့တမီးနဲ့ပဲဟိုတမီးအတူတူရှိစေချင်တာ။အဲ့ချိန်မှာတမီးလေးတမီးလေးကြိုးစားဘာလို့မလဲတခုတန်နေတယ်အောင်ဦးတို့ကဆက်ပြီးတော့တမီးလေးကျောင်းတက်တဲ့ချိန်မှာလည်းထောက်ပံ့ပေးနိုင်အောင်ကြိုးစားမှာ။နော်။ထောက်ပံ့ပေးတော့ကြိုးစားမှာဖြစ်တဲ့အတွက်ဒီလောက်တဲ့ကောင်းတဲ့အလုပ်လေးရှိမယ်တမီးနဲ့အတူတူနေရပြီးတော့မှဟုတ်လားအတူတူနေရပြီးလုံလို့ရတဲ့လုပ်ငန်းမျိုးပေါ့နော်။ရှိခဲ့ရင်လည်းဒါတမီးကြိုးစားရမှာ။ကျောင်းပွင့်ချိန်က ပါပလာငါလာပါအထောလောလောပါသေးတယ်နော်ခေါလာပါသေးတော့တမီးနော်ခွန်လားရှစ်လားလောက်ခွန်လားလောက်ကျိုးတော့ရသေးတယ်ဟာနောက်နေရာဒီမှာတမီးတရားပေါ်ကြောင်းပြန်တက်ရမယ်တက်မှာဖြစ်မှာနော်တကယ်တော့လားကိုပညာမတက်ခဲ့လို့ဥမာဖြစ်မှာဒီလိုဒီလိုနေရမှာနေရတယ်ပညာတမီးတားတမီးပညာတက်မှာကိုဖြစ်မှာနော်အဲ့ဒါလေးအဲ့ဒါဆိုရင်ဥရောကဟိုတမီးရဲ့ဆန္ဒရအဖွားနဲ့သွားတွေ့မယ်နော်အဖွားကိုတလ2000ထောက်ချောက်ပေးပါတမီးလိုလဲကူလို့တော့မော်တော်ဘိုက်ပေါ်သွားမှာထောက်ချောက်ပေးပြီးတော့တက်ချက်ပြောအောင်မယ်တစ်စိ မီးတမီးတမီးရှိရခဏလာလို့အဆင်ပြေလာကလေးနဲ့ဟေးအပြင်မှာတော့တွေ့လို့ရပြင်မှာတော့ဘလို့ပြင်မှာတော့ရိုးကောလာမောင်းနေမှန်တယ်မှန်တယ်လေတမီးဒီနေ့တွားရင်ရောတမီးခဏဥမာခွင့်နေပါယူလို့ရလားလို့ခေါ်တာမရဘူးခွင့်ရယူမရဘူးဩတမီးခုနကပါတလိုက်ဦးတို့ကဦးတို့ကလိုက်သွားပြီးတော့ပါတွေ့ပြီးတော့မှအဖေအပ်ပြီးတော့မှအဲ့လိုမျိုးဖြစ်စေချင်တာအဲ့လိုခွင့်တရလောက်ယူလို့ရရဘူးလားခွင့်ကယူလို့မရဘူးဟုတ်ပြီဟုတ်ပြီဟုတ်ပြီအဲ့ဒါဆိုရင်နော် ဦးတို့ဒီမှာရှိတယ်လမ်းမပေါ်လည်းရှိမှာတကယ်လို့မှသမီးကတွေ့ကျင်နေဆိုတော့ဟိုအခွင့်လဲရတယ်နော်သမီးကတွေ့ကျင်နေဆိုတော့ရက်ကိုဦးတို့ဆက်တယ်ဖုန်းထဲပေးထားမယ်နော်တရားဆက်တော့ပါတော့ဒုလိုက်ပို့ပေးမယ်နော်သမီးလေးရှိတော့အဲ့တော့အဖွားကိုစကြပြောမယ်ပြောပြမယ်နော်အဖွားကိုဆက်ဆက်ဆောက်ချောက်ပေးပါအဖွားနဲ့ပဲအမေကနော်ဟိုဟွာပြုတ်တယ်ပေါ့နော်အမေကဟိုဟာဘယ်လိုခေါ်မလဲဆိတ်ချရတယ်ပေါ့နော်ဒါတော့အဖွားဆိတ်ချရတယ်ဒါသမီးရင်လဲထားခဲ့ဘူးလားထားလို့မထားခဲ့ဘူးအဖွားနဲ့အယူသမီးကနေဘူးလားနေဘူးနေတော့နေဘူးလားဘယ်လောက်ကြာနေဘူးလို့ နှစ်လကျော်ကျော်သုံးလပဲမြည်ဘူးရပါအေးရလားအေးရလားဩဟိုမဖွားနဲ့ကြတော့တရားဘုမဟုတ်ကခုနပြောဆိုလေအပြင်လူတွေတစ်ချက်ပဲမြင်ရတာလေမြင်ရတာဖြစ်တဲ့အတွက်ဒါကိုဟိုမှာအဖွားမှာမြင်းကြီးရှိနေတယ်အာဒီနီးသမီးကဟိုလာမြင်းလောက်ပဲတော်တာဖြစ်တဲ့အတွက်အဲ့ပုံမှာဦးတို့ကဟိုစိုးရိမ်မှုရှိတာပေါ့နော်ဒါမင်းနဲ့တွေ့မှာဖြစ်မယ်ဆိုတော့အတိုင်းဒါပြောကြောင်းဦးတို့ပြောတာအဲ့ဆိုရင်ဒါသမီးရဲ့ဆုံးဖြတ်ချက်အဖွားနဲ့ပဲလောလောဆယ်ဟိုထားပြမယ်အဖွားကဦးတို့ကထောက်ပံ့ပေးမယ်သမီးထောက်ပံ့ရမှာမလို့ဘူးနော်ထောက်ပံ့တဲ့ကြောင်ပေါ့တော့ပြန်ခေါ်ရေးပါစဉ်းစားရမှာက ဒါမဲ့နှစ်ကြောင်းပြင်းကိုရာသီမှာနော်သမီးလေးနဲ့မကွေးမှာအတူရှိနေဖို့လိုတယ်နော်လိုတဲ့ခါကကြာတော့ဒီမှာမကွေးမှာဘုရားကြောင်းထားပေးနေရောစီစဉ်ပေးမယ်နော်စီစဉ်ပေးမယ်နော်အဲ့လိုလေးဆင်ပြေနော်ဟုတ်ပြီနော်အဲ့လိုဆင်ပြေနော်အဲ့လိုလေးတို့ဘာပြုမယ်နော်ဒီမှာတော့ကိုမတော့တကွေးတကရားသမီးဆင်ပြေအောင်ကြိုးစားဟိုမှာသမီးအတွက်ကိုတို့ကဖွားနေပဲနှိမ့်နှိုင်းပြီးတော့မှနော်အဆင်ပြေအောင်ထားလိုက်မယ်ဘုရားလည်းမပေးဘူးပေးလို့မရအောင်ပေါ့နော် အလုတ်ကားရဲခွင့်ယူလို့မရလို့ရနော်သာသမီနဲ့တွေ့ဘူးတောင်မှခွင့်အောင်ယူလို့မရဘူးတဲ့နော်ခင်ဗျာသူတာမိခင်စိတ်တက်ရှိရဆိုလို့ရှိရင်နော်သာမီနှစ်ယောက်ဈေးရောင်းစားတော်ရရရှင်နော်ဘေးကလည်းသူ့ကိုကူညီပေးမယ်ထောက်ပံ့ပေးမယ်လို့ပြောရနော်ကိုကလေးနဲ့ကိုနေပြီးတော့နော်ကောင်းကောင်းမွန်မွန်နဲ့ဈေးရောင်းစားမယ်ဆိုလို့ရှိရင်တော့ဒါအဆင်ပြေရနော်သူကကလေးနဲ့ကိုလုံးဝနေခြင်းနဲ့စိတ်ဆန္ဒအောင်မရှိတာနောက်ဆုံး view file လေးကိုလည်းကြည့်ကြည့်လိုက်ကြရအောင်ရှင့်တယောက်ရှိတယ်မဲအွဲ့နဲ့ပြင်းမနာဘက်ကတယောက်က အဲတောင်းနေတာလာပြီးတော့ယူမဲကြီးလုပ်နေတာဟိုသူပြင်မနာဘက်ကမိုင်းရီထွေတယ်သူကလည်းမကွေးရကောင်းလေးနဲ့ရတယ်ရပြီးတော့မှဟိုသူတို့ငယ်မြလူကြရင်တမီလေးမွေးတာပဲငယ်မြလူကြရင်အိုက်ကလေးလေးတဲ့သူ့အဖေနဲ့ပါသွားလို့သူ့တူမပါဆိုပြီးတော့မှလာပြီးတော့ခေါ်ဖို့လုပ်နေတာလုပ်နေတာဖြစ်တယ်မဟုတ်ဘူးနေရောမဖြစ်နိုင်ဘူး तू ကစားပြီးရှားမင်လာဇာတိမလားရှားမင်လာမွေးလာတာနေရရှားမင်လာဇာတိဒါရှားမင်လာဇာတိဖြစ်ပါတယ်ကျွန်တော်တို့ဟိုပြင်မနာကမိုက်တေမဟုတ်ပါဘူးခင်ဗျာဒါဟိုထိုင်းမှာကြည့်နေတဲ့ဟိုမိသားစုပေါ့နော်ဂျိုမန်မိုက်လေဒါလေးကိုအဖြစ်ရှင်းတော့မှာပါကျွန်တော်ဒါ तू ကတော့ ကျွန်တော်တို့ပြင်ဟိုဒီမကွေးမြို့နယ်ရှားပင်လာဇာတိကမအိတ်ဖြစ်ပါတယ်ဗျာเนาะသူမျိုးသားကလည်းသုံးတော့ပါပြီသုံးတော့ပါပြီဖြစ်ပါတယ်ဗျာဟိုကတော့ဘာလို့လဲမသိပြောတယ်ဗျာယောက်ျားဒါအဲအဲကြောင့်အလုံးအဖြစ်ရှိအောင်ပါဒါကကျွန်တော်တို့ဒါဒီသမီးလေးရဲ့မိခင်အရင်ဖြစ်ပါတယ်ကျွန်တော်ပြင်မနာကမအိတ်မပေါ့ဗျာမကွေးမြို့နယ်ရှားပင်လာကြီးရွာကမအိတ်ဖြစ်ပါတယ်ဒါလောဆယ်မှာတော့ဒီအစမီပြတဲ့အတွက်ဟိုအဖွားလုပ်ကြံပါခဏထားပြတာဖြစ်ပါတယ်ဗျာဒါမှမဟုတ်ထိုင်အကြည့်နေတဲ့မိသားစုတွေတော့ဆိုရင်ဘိုးဘောင်ဖြစ်ပါတယ်ဒါမဟုတ်တဲ့အတွက်ကျွန်တော်တို့ကပြန်လဲပြီးတော့မှဒါ အားလုံးလည်းအမြင်ရှိအောင်အဖြစ်ရှိအောင်လို့ဒီပြချင်းဖြစ်ပါရဲ့ဗျာကျုပ်တင်ပါရဲ့ဒီလောက်ဦးလေးကနော်ကွန်ကြီးပေးနေရတော့မှသူကသားသမီးကိုပြန်ခေါ်ခြင်းနဲ့စိတ်သက်သူ့မှာလုံးဝမရှိဘူးဒီဖွားကြီးမိတွင်းနဲ့ပဲသူကထားခြင်းတာနော်ထားတဲ့သားသမီးကိုနော် ဖွားရည်အရင်ခောက်ခတ်လည်းမဟုတ်ဘဲနဲ့သူမလို့စိတ်ချလက်ချတာထားကျင်တယ်နော်ဘလို့မအီမျိုးလဲတော့မသိဘူးရှင့်ကိုမွေးထားတဲ့သားသမီးကိုဒါမိခင်စိတ်တမ်းမရှိဘူးရှင့်တခြားပတ်စံရှိတဲ့သူနော်အတိုင်းဝိုင်းကောင်းတဲ့သူတွေလက်ထဲဥပဲဒါပြီးလိုက်တာမှပိုတော့ကောင်းမယ်နော်ကျမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင့်တကယ်ချင်းတို့လည်းဒီ view file လေးကိုကြည့်ပြီးတော့သင်ခန်းစာတစ်ခုခုရလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင့်နောက်ထပ် video တွေမှာပြန်လည်ဆုံလေ့ကြမယ်နော်